press until it has ជីជីမမအောင်မြင်ခြင်းယင်ជីជីမမပေးဆက်ရမှာပဲ he thinks the world of you သူအမင်းကိုကဘာကြီးချင်နေတာ you need to cut him loose မင်းသူ့ကိုအဆက်အသွယ်ဖျက်မှာဖြစ်မယ်မင်္ဂလာပါဒီနေ့တော့ english ရှုပ်ရှင်ကားကြီးရဲ့နဲ့လေ့လာလိုက်ရတဲ့အားလုံးအတွက်အသုံးဝင်မဲ့အင်္ဂလိပ်စကားလေးတွေကိုကျွန်တော်ပြစ်စမပိုင်းအနေနဲ့မျှဝေပေးပါမယ်ရှေ့မှာလည်းကျွန်တော်အပိုင်းဆက်များစွာမျှဝေပေးပါပြီအဲ့ဒါလေးတွေကိုကြည့်ကြည့်နေဆိုရင်လည်းကျွန်တော်ဒီဗီဒီယိုရဲ့ caption မှာ link လေးရေးထည့်ပေးထားပါမယ်ဒီနေ့ပထမဆုံးမျှဝေမယ့်စကားကတော့ press until it has press until it has အတိတ်ပဲကကြီးကြီးမားမားအောင်မြင်ခြင်းရင်ကြီးကြီးမားမားပေးဆက်ရမှာပဲသူ့ကိုအတိတ်ကြအတိတ်ပဲဖွင့်တာတွေအများကြီးတွေ့ရမှာပါအချင်းနေပေါ်မူတည်ပြီးတော့ဘာသာပြန်တာလေးတွေလည်းအနေငယ်ပြောင်းတတ်ပါတယ်အောင်မြင်မှုပိုင်းဆိုင်ရာပြောတဲ့အခါမှာတော့ဒီလိုလေးဘာသာပြန်ပါတယ်ကြီးကြီးမားမားအောင်မြင်ခြင်းရင်ကြီးကြီးမားမားပေးဆက်ရမှာပဲဘာနဲ့တူလဲဆိုတော့ no pain no gain နဲ့တူပါတယ် အနာမခံရင်အတာမဆန်ရဘူးလို့ပြောတာပါနောက်တစ်မျိုးမြန်မာလိုဘာသာပြန်ရရင်အမြင့်ရောက်ချင်ရင်တော့လေတိုက်ခံရမှာပဲဒီလိုတွေပြောချင်ရင် press until it hurts သို့မဟုတ် no pain no gain နောက်တစ်ကားတစ်ခုကတော့ you need to cut him loose မင်းတို့အဆက်အသွယ်ဖြတ်မှာဖြစ်မယ်ဒီနေရာမှာ cut somebody loose ကတော့အဆက်အသွယ်ဖြတ်တယ်သို့မဟုတ်လွတ်လပ်ခွင့်ပေးလိုက်တယ်သို့မဟုတ်လမ်းခွဲတယ်လို့ဘာသာပြန်ရပါတယ်သူ့မှာလဲအချိန်နေပုံမူတည်ပြီးတော့ဘာသာပြန်ရတာလေးတွေအနည်းငယ်ပြောင်းတတ်ပါတယ် ျွန်တော် relationship ကဏ္ဍဒီချစ်သူကြီးစားကဏ္ဍတွေအိမ်တော်ကြီးကဏ္ဍတွေပြောမယ်။ bond ဆက်ဆံရေးဆိုင်ရာတွေပြောမယ်ဆိုရင်တော့ cut somebody loose ကအဆက်အသွယ်ဖြတ်လိုက်တယ်လို့ဘာသာပြန်တာပါ။ဒါကြောင့်မလို့ you need to cut him loose မင်းသူ့ကိုအဆက်အသွယ်ဖြတ်မှာဖြစ်မယ်။သူနဲ့လမ်းခွဲမှာဖြစ်မယ်။ဒါကိုပြက်ပြက်တတပြောခြင်းရယ်လေ cut him loose မင်းသူ့ကိုအဆက်အသွယ်ဖြတ်လိုက်တော့သူနဲ့လမ်းခွဲလိုက်တော့လို့ပြောတာ။နောက်ထပ်ဥပမာရင်းနဲ့ဆိုရင် he and i didn't agree on most things so i decided to cut him loose he and I didn't agree on most things. So I decided to cut him loose. သူနဲ့ငါနဲ့ကမတိုက်ဆိုင်တာတွေများလို့သူ့ကိုလမ်းခွဲဖို့ဆုံးဖြတ်လိုက်တယ်။သူနဲ့အဆက်အသွယ်ဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်။နောက်ထပ်ကျွန်တော်ရုပ်ရှင်ချီရင်လေးလာလိုက်ရတဲ့စကားတစ်ခုကတော့ That kid is an anchor. That kid is an anchor. Anchor ဆိုတာကတော့တင်းမောတွေမှာလှေတွေမှာသုံးတဲ့ကြောက်စုပြောတာပါဗျ။လှေတွေတင်းမောတွေရက်တက်မှုအတွက်သုံးတဲ့ကြောက်စုပြောတာပါ။ ဒါပေမဲ့လူတယောက်ကိုပြောရဲဆိုရင်အချင်းနေပေါ်မူတည်ပြီးတော့ anchor ကအတိတ်ပဲလေးပြောင်းတတ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကောင်းတဲ့ဘက်ကနေပါသာပြန်လိုက်ကြမယ် that kid is an anchor အဲ့ကောင်လေးကတကယ်အကျိုးရှိမဲ့ကောင်လေးတကယ်အထောက်အကူပေးနိုင်မဲ့ကောင်လေးလို့ပြောတာပါနောက်တစ်မျိုးပြောရရင်အဲ့ဒီကောင်လေးကစိတ်ထက်အယမ်းခိုင်မာတဲ့ကောင်လေးလို့ပြောတာဆိုတော့ anchor ကိုကောင်းတဲ့ဘက်ကပါသာပြန်ရရင်စိတ်ထက်ခိုင်မာတဲ့သူအထောက်အကူပေးနိုင်တဲ့သူအကူအညီပေးတဲ့သူလို့ပြောတာပါနောက်တစ်ဥပမာရင်းနဲ့ဆိုရင် she was my anchor when things were difficult for me he was my anchor when things were difficult for me ငါ့အတွက်အဆက်အယယခက်ခဲနေတဲ့အချိန်မှာသူကပဲငါ့ကိုထောက်ပံ့ပေးခဲ့တာသူကပဲငါ့ကိုကူညီပေးခဲ့တာလို့ပြောတာဒီနေ့အတွက်နောက်ဆုံးမျှဝေမယ့်ရုပ်ရှင်တွေတဲကအင်္ဂလိပ်စကားတစ်ခုကတော့ he thinks the world of you သူကမင်းကိုကဘာကြီးထင်နေတာ he thinks the world of you အတိအကျဆိုရရင်သူကမင်းကိုအယံလေးစားနေတာအယံချစ်နေတာအယံယုံကြည်အားကိုးတာလို့ပြောတာပါ ဒါဆိုကျွန်တော်တို့ကိုပိုင်ဝဲကြလေးလည်းအများကြီးပြောင်းပြောင်းလို့ရတယ်ပေါ့ငါးမင်းကိုကဘာကြီးချင်နေတာငါးမင်းကိုအရန်ယုံကြည်အားကိုးတယ်လို့ပြောချင် I think the world of you I think the world of you ငါကမင်းကိုငါရဲ့ကဘာကြီးလို့ချင်ခဲ့ဘူးတယ်အရန်ချစ်ခဲ့ဘူးတယ်ပေါ့ဗျာဒါလို့ပြောချင်တော့ I used to think the world of you I used to think the world of you ဟုတ်ပြီအဲ့စီတော့ကျွန်တော်မေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ပါမယ် Did you used to think the world of someone in your life Did you used to think the world of someone in your life? မိတ်ဆွေရဲ့ဘဝမှာ哦တယောက်ယောက်ကိုကဘာကြီးချင်ခဲ့ဘူးတလားချင်ခဲ့ဘူးရင် yes မချင်ခဲ့ဘူးရင်တော့ no လို့ comment မှာရေးပြီးတော့ပါဦးဒီနေ့မျှဝေခြင်းတဲ့ရုပ်ရှင်တွေတဲကအင်္ဂလိပ်စကားတွေကတော့ဒီလောက်ပါပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီသင်ခန်းစာလေးကအကျိုးရှိတယ်ဆိုရင်တခြားသူတွေပါလေ့လာလို့ရအောင် share ပြီးတော့ပါဦး thank you for watching